ဟိုကျွန်တော်တို့အိမ်တော်တစ်ခုကိုထူထောင်ပြီဆိုတဲ့ကဒါသူတစ်ပါးရဲ့သားသမီးကိုကိုကတာဝန်ယူပါမယ်ဆိုတဲ့အမခံပေးပြီးတော့ကိုကဟိုလက်လွဲလိုက်ရတဲ့သဘောပဲလေအဲ့တော့သူတစ်ပါးသားသမီးစိတ်ချမ်းသာဖို့ဘဝမှာအဆင်ပြေဖို့တင်းနောက်တည့်တည့်ဖြစ်ဖို့ကကိုတာဝန်ကြီးဖြစ်သွားပြီအဲ့တော့အဲ့ဒီအပေါ်မှာပဲယောက်ျားတယောက်အနေနဲ့ကျွန်တော်အားလုံးဟိုလိုအပ်ချက်မရှိအောင်ကိုကိုကိုစောင့်ထိန်အောင်ဒါပါပဲကျွန်တော်တော့ ဟိုဘယ်လိုပုံလဲအရင်ထွတ်ထွတ်လို့မရှိဘူးလူပညာသမားဖြစ်နေလို့ဟိုစိုးရင်ကြောက်ကြလားဆိုတော့လေအဲ့ပေါ်မှာကျွန်တော်တိတ်တောင်ဟိုသတိမထားမိခဲ့ပါဘူးဟိုဘာလို့ဆိုတော့ကျွန်တော်ကအနုပညာဖန်တီးတာပေါ့ကျွန်တော်တို့မိသားစုဘဝကိုပြည့်တတ်ကိုပြနေရမှာပေါ့ကျွန်တော်အနုပညာဖန်တီးတဲ့လူဖြစ်တဲ့တို့ကြောင့်ကျွန်တော်တို့အနုပညာကိုမြင်လို့ရတယ်ကျွန်တော်တို့အနုပညာကိုခံစားတဲ့ခံစားပေးမဲ့ပြည့်တတ်တွေအတွက်ပဲကျွန်တော်တို့ကဥတီတာဆိုတော့အဲ့အတွက်ကတော့ဘာမှ worry မရှိပါဘူးစဉ်းစားပါ ီမာယာ area ပြင်ပါပေါ့ဒီကားလေးမှာတော့ကျွန်တော်စားရစရာခင်ဗျစားရစရာတရားရဲ့ character ပေါ့ဟုတ်အဒီလိုတော့မဟုတ်ဘူးဒါကကျွန်တော်ဒီကရော့ဘွဲအတွက်ဝင်လာဒီပုံစံတော့မဟုတ်ပါဘူးအဓိကတော့အထဲမှာသူဖွဲ့စည်းထားတဲ့ဇက်အိမ်နဲ့အသွာလာလေးရနည်းနည်းလေးတမယိုးစားမဟုတ်ဘဲနဲ့ဟိုနည်းနည်းဆန်းဆန်းလေးဖြစ်နေရလေးပါပါတယ်အဲ့အတွက်ကြောင့်လည်းဒီကားလေးကနည်းနည်းလေးပုံဘယ်လိုခေါ်မလဲရိုက်နေကြပုံစံမဟုတ်ဘူးပေါ့ဗျာဟုတ် ရှိရတာပေါ့ရှိရတာပေါ့ဆိုတာဟိုဇက်လန်းစပြီးတော့ဟိုလာပြီးတော့တိုင်ပင်ကလေးဟိုကဒါဇလန်းလေးမှလည်းလိုအပ်ချက်လေးတွေဟိုဟိုကိုမြင်တဲ့ချူတောင်လေးတွေရနေပြီးတော့ဒါညှိနှိုင်းတာလေးရှိတာပေါ့ပြီးတော့ဒါရိုက်ကူးရေးရောက်သွားတဲ့အချိန်မှလည်းသူလိုချင်တဲ့အနေထားလေးတွေအဲကိုမြင်တဲ့အနေထားလေးတွေတော့ဒါတော့အကြံပေးတာလိုတိုင်ပင်တော့ရှိတာပေါ့အဲ့ပေါ့ဟိုဟိုရိုနေကလည်းစကားစကားကြီးပြောကြရင်အဲ့လိုတစ်ချိန်ချိန်မှာဒါရိုက်တာလုပ်ကြမယ်အဲ့ကြဟိုပေါ့ ကိုဒရိုက်တာလုတ်လဲသူတို့ရိုက်ပေးပေါ့ကိုသူဒရိုက်တာလုတ်လဲကိုရိုက်ပေးမယ်ဆိုတာစကားကြီးอ่ะရှိနေလေပြီးတော့လဲဒရိုက်တာတကယ်လုတ်ဖြစ်သွားတဲ့အချိန်မှာလဲဒါစပြီးလုတ်တော့မယ်ဆိုတဲ့အားလဲတိုင်တိုင်မင်မင်နဲ့အဲဇလန်းနေရွေးတာအစဟိုဘယ်လိုဖြစ်သင့်လဲအစဒါတိုင်ပင်ခဲ့ရရှိပါအဲ့ပေါ်နာခံမှာတော့ဖြစ်နိုင်တာပေါ့လေဒါပေမဲ့လောလောဆယ်အထိကတော့အဲဒါရိုက်တာအနေထားနဲ့တော့မရိုက်ဖြစ်တော့ဘူး လှုပ်ချင်တာဆိုတာတဲ့ဒီရုပ်ရှင်အမှုပညာရဝန်းကြီးထဲမှာပဲကိုကပဝန်းကျင်ကြီးမှာပဲနေချင်တာဆိုတော့အဲအချိန်ကြရင်တော့လှုပ်ဖြစ်လိမ့်မယ်ထင်ပါတယ်အမှုပညာလောကကိုစပြောရမယ်ဆိုတော့အမှုပညာဆိုရဲခေါင်းစဉ်အောင်မှာတော့ကြာပြီပေါ့လေကျွန်တော်ငငယ်လေးတည်းကဟိုကလေးသရုပ်ဆောင် နေနဲ့ကိုရုပ်ရှင်တွေရိုက်ခဲ့တာဆိုတော့အဲဒီဘက်ပိုင်းကျွန်တော်ရွယ်ရောက်လာမှ silent method လုပ်တဲ့အမှုပညာနဲ့ဆိုရင်တော့ဆယ်စုနှစ် နှစ်ခုဓာတ်ကြီးပါဖြစ်နေပြီသင်ကန်းစာဆိုတာတဲ့အဲကိုမြန်နိုးတဲ့အမှုပညာပဝင်းချိန်မှာရှင်သန်ရတဲ့ဟိုပီတိတဲ့စိတ်တမှုပဲများပါတယ်သင်ကန်းစာဆိုတာတဲ့အတွေ့အကြုံနဲ့အဲဘယ်လိုခေါ်မလဲဝန်းစာတွေများပါတယ်အဲ့ကောကျွန်တော်တို့ဟိုစာလည်းစာဆိုလည်းရှိအောင်အိမ်တော်မျိုးဖျားဒီစိတ်မြင်ဆိုထိုးဆိုတော့ဒါနောက်ပြင်ဖို့ခက်ခဲတယ်ဆိုတော့ဟိုစကားကြီးလည်းရှိခဲ့တယ်ဆိုတော့ဒီဟိုကျွန်တော်တို့အိမ်တော်တစ်ခုကိုထူထောင်ပြီဆိုတော့အဲဒါ သူတပားရဲ့သားသမီးကိုကိုကတာဝန်ယူပါမယ်ဆိုတော့အမခံပေးပြီးတော့ကိုကဟိုလက်လွဲလိုက်ရတဲ့သဘောပဲလေအဲ့တော့သူတပားသားသမီးစိတ်ချမ်းသာဖို့ဘဝမှာအဆင်ပြေဖို့တင်းနောက်တည့်တယ်ဖြစ်ဖို့ကကိုတာဝန်ကြီးဖြစ်သွားပြီအဲ့တော့အဲ့ဒီအပေါ်မှာပဲယောက်ျားတယောက်အနေနဲ့ကျွန်တော်အားလုံးဟိုလိုအပ်ချက်မရှိအောင်ကိုကိုကိုစောင့်ထိန်အောင်ဒါပါပဲကျွန်တော်ကတော့ ဟိုဘယ်လိုပြောမလဲအရင်ထွတ်ထွတ်လို့မရှိဘူးအဲချစ်တယ်ဆိုတာလေမေတ္တာတရားပေါ့ချစ်တယ်ဆိုတာကတော့ဟိုလူတိုင်းချစ်လို့ရတယ်လေအဲမေတ္တာတရားကတော့ပို့ပြီးတော့ဟိုဘဝတည်နေတည်ရရှိနေတာပေါ့လေဒါကျွန်တော်တို့ကလူတွေကလူပဲဆိုတော့ကျွန်တော်တို့ကဒီလူသားတွေအကုန်လုံးဖြတ်တန်းရမယ့်ပိုင်းခြားတစ်ခုတော့ကျွန်တော်တို့လည်းဒီလိုပဲဖြတ်တန်းလိုက်တာပါပဲအမှုပညာသမားဖြစ်နေလို့ဟိုစိုးရင်ကြောက်ကြလားဆိုတော့လေအဲ့ပေါ်မှာကျွန်တော်တိတ်တောင်ဒီဟိုသတိမထားမိခဲ့ပါဘူး ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအမှုပညာဖန်တီးတာပေါ့။ကျွန်တော်တို့မိသားစုဘဝကိုပြည့်တတ်ကိုပြနေရမှာပေါ့။ကျွန်တော်တို့အမှုပညာဖန်တီးတဲ့လူတွေဖြစ်တဲ့တို့ကြောင့်ကျွန်တော်တို့အမှုပညာကိုမြင်လို့လေကျွန်တော်တို့အမှုပညာကိုခံစားတဲ့ခံစားပေးမဲ့ပြည့်တတ်တွေအတွက်ပဲကျွန်တော်တို့ကဦးတည်ရဆိုတော့အဲ့အတွက်ကတော့ဘာမှဘာလို့မရှိပါဘူးဆင်ပြေပါတယ်။